ကဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေတဖန်ပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ not tag channel ကိုနေ့ရက်တိုင်းအားရကြားနေအစီအစဉ်ကြီးချုပ်ပြသူတိုင်းကိုလည်းအထူးပဲကျေးဇူးတင်တယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် video လေးကတော့ YouTube ရဲ့ video family ဖြစ်တဲ့အတူကအနာရှင်ကြားရအောင် ဆိုတော့ဒီနေ့ကတော့ပထမဥဆုံးအနေနဲ့ကျွန်တော်ကချင်ပြည်နယ်ရဲ့စစ်ရေးတရင်ကိုနည်းနည်းလေး update လေးလုပ်ပေးချင်တယ်ပထမဥဆုံးကတော့ခွန်လန်ဖူးခွန်လန်ဖူးမှာစစ်ခွေးတွေနဲ့ပြည်သူခွေးတွေရဲ့အင်မတန်မှအရေးပါတဲ့ကာကင်စခန်းတစ်ခုကိုကျွန်တော် KIA နဲ့ပူးပေါင်းတော်လာရဲ့ဘက်ကနေမှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ကြာတာပတဲ့နဲ့မှစခန်းသိမ်းလိုက်တယ် တောက်ကြနေကြတော့ညနေပိုင်း3နာရီလောက်မှာလန်စေဘက်မှာစစ်ခွေးတွေဘက်ကနေမှ ခွေးယူပြပြမှလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာလုပ်ခဲ့တယ်။ပြည်သူအိမ်မှာထိလို့ပြည်သူတယောက်ကတော့ဆုံးသွားခဲ့တယ်။ပြီးလို့ရှိရင်ပူတာဦးဆိုတော့ပူတာဦးကတော့ခဏနေကြမှပြောမယ်။လန်စေပြီးလို့ရှိရင်ရှမ်းမြောက်စစ်ရဲတရင်ကိုနည်းနည်းလေးပြောပြချင်တယ်။ဆိုတော့ဒီရှမ်းမြောက်တရင်ကိုမပြောခင်မှာဗီဒီယိုတော်တော်လေးကိုရင်နာထောင်ကြည့်ရအောင်နော်။အာအချင်းနေမှာ။အဲ့ဒါမျိုးဆော့ဘရန်နေမှာ။ ตุนากตุนาได้ลังวะลายันลาเคละฉาลาตอกตอกฉาลาตอกลายันลาเคละโลมาအခုဒါကတော့အော်တိုဘာလ17ရက်နေ့ညနေပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ပြဿနာဖြစ်တဲ့နတ်ဘက်ကနဲ့မူဇယ်လမ်းမပေါ်မှာရှိတဲ့မုံပေါ်တရာဒါကတော့ညီနောင်သုံးဖော်ကနေမှထိ ंछ ုပ်ထားတဲ့တရာဖြစ်တဲ့ဒီတရာကိုကျွန်တော် KIA အားတရာလောက်ကဖြတ်လာခဲ့တယ်ဖြတ်ဖို့ရန်အတွက်တွားတဲ့အခါမှာ AAD ဘာမှမပြောဘူး MND AAD ဘာမှမပြောဘူးဒါပေမဲ့ TNLD ကတော့သူတို့ရဲ့အထက်ကအမိတ်မရပါဘူးဆိုပြီးမှကျွန်တော် KIA တွေကိုဖျက်တောက်ခွင့်မပေးဘူးအခုဒီဗီဒီယိုအတူလေးထဲမှာဒီတစ်ခါတော့အလွတ်မပေးဘူးချမယ်ဆိုမှပြောတယ်အခုဒီတစ်ခါဆောမှာပြီးလို့ရှိရင်အခုဒီမှာတွေ့ရတဲ့လက်နက်ကိုင်းတဲ့တယောက်ကဘာပြောလဲအကုန်နေရာယူထားဒီတစ်ခါကျွန်တော် TNLD ကိုအလျှော့မပေးတော့ဘူး TNL တွေ KIA တွေကိုစကားချက်မှမှပြောလိုက်လို့ရှင် အချိန်မူရွေးမိပွိသွားမယ်ဆိုတော့အခုဒီမှာလဲဘာပြောသွားလဲတတိရှိထွက်ခဲ့လို့ပြောခဲ့ပြီမထွက်ခဲ့ရဲဘူးဒါပေမဲ့အဲ့မှာ KIA တွေလည်းအခုတော့နင့်တို့ကိုအလျှော့ပေးမှာမဟုတ်ဘူးထွက်ခဲ့လို့ပြောတဲ့အတွက်ကြောင်းအဲ့မှာ TNL တွေကတော့နည်းနည်းပြန်ကြောက်သွားတယ်ထင်တယ်အဲ့နဲ့ဘာမှပြဿနာမရှိဘဲနဲ့ပြီးသွားတယ်ဒါကတော့အခု TNL တွေရဲ့ရိုင်းဆိုင်မှုကဆက်လက်ပြီးတော့ဖြစ်ပေါ်နေတယ်ဆိုတော့အကြောင်းပြောပြခြင်းတယ်ပြီးလို့ရှိရင် နောက်တစ်ခုကတော့ ဖကန်အခုဖကန်မှာမလောင်တုံဘက်မှာတိုက်ပွဲတွေအင်မတားမှပြင်းထန်နေခွေးတွေဘက်ကနေမှလေရင်နဲ့ဘုံအကြီးကျယ်ကျဲတယ်ပြီးလို့ရှိရင်ဖကန်ဘျူဟာကုန်းကနေမှလက်နက်ကြီးတွေအချိန်ပြည့်ပစ်ခတ်နေတယ်တောက်ကြနေတော့တိုက်ပွဲအကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့တယ်ဒီနေ့ကျမသတင်းလုံးနေတဲ့အချိန်ထိခွေးမတားတွေလာမကောက်သေးဘူးဟောမှာခွေးမတားပုံတော့ပက်ပက်ဆက်ဆက်ပုံတယ်နော်ယူအာမှာစက်တရေတော့အောင်ပုံနေတယ် ခွေးမတာခုချိန်ထိလာမကောက်သေးဘူးဆိုပြီးမှပြီးသူတွေဟိုမှာပြောနေကြတယ်ခုကြွတဲ့ရင်ကိုနားထောင်နေတော့ဘောမတွေခွေးတွေနားထောင်လို့ရှိရင်မလန်ဒုံမှာတောက်ကြနေတော့ငါဖြစ်ခဲ့တဲ့တိုက်ပွဲမှာမတာပေါ်သွားတဲ့နင်းတို့ခွေးမတာတွေလာကောက်ပါလို့ပြောချင်တယ်နော်ဆိုတော့အဲ့တိုက်ပွဲထဲမှာပဲစနိုက်ပါတင်တန်းစင်ထားတဲ့ပြီးသူခွေးတကောင်ကိုလည်းဖမ်းထားတယ်ပြီးလို့ရှိရင်ခုဒီတိုက်ပွဲထဲမှာဘသူအသေးများနေတယ်လဲဆိုတော့ဟိုမှာ အုံအောင်မရှိတဲ့ SNA ခွေးတွေအမြိုက်တည်သွားတယ်ပြီးလို့ရှိရင်မိုးကောင်းဘက်ကနေမှလာတဲ့ပြီးသူစစ်တင်တဲ့စစ်ခွေးတွေမตาအမြိုက် ပေါ်သွားတယ်ခွေးတွေနင့်တို့မตาလောင်းတွေလာကောက်ပါလို့ပြောချင်တယ်နော်ပြီးလို့ရှိရင်အခုပူတာဦးပူတာဦးအเจ้าကိုမပြောခင်မှာကျွန်တော်ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်အောင်နော်ပူတာဦးတက်နေမှာ KIA 10ဦးနဲ့ PDF ညီငယ်2ဦးစုပေါင်း12ဦးတမရောနဲ့ပြန်လဲပူပေါင်းပြီးတော့သူမိသားစုတွေရဲ့ထောင်ပြန်လူ၁၁ယောက်ပေါ့နော်ဆိုတော့ဒီ၁၁ယောက်ဝင်လာတဲ့အတွက် ။ဘာပြောဒီ၁၁ရက်တော့တော့စိတ်အေးသွားပါပြီ။ဒီတိုင်းပြည်မှာ PDF ဘလောက်ထိတိုင်းပြည်တွေမှာပြန်ပြီးတော့ဆိုအလင်းဝင်လာတဲ့လူငယ်ရေတွက်ကဘလောက်ရှိပြီလဲပေါ့အတိုင်းပြည်မှာ။အဲ့တော့တချို့ကသိကျင်ကြလိမ့်မယ်။ကျွန်တော်ကိန်းကနေတိကျပြောပါမယ်။2021ခုနှစ်ကနေ2025စက်တင်ဘာ26အထိဥပဒေပေါင်းတွေကိုဝင်ရောက်လာတဲ့ PDF ညီငယ်ညီမငယ်ပေါင်းက1134ဦးရှိတော့ပါပြီ။အဲ့ဒါစက်တင်ဘာ26အထိပါ။ဒီနေ့ဆိုအော်တိုဗာ73ဒီဘက်73ရောက်ပြန်ပေါင်းလိုက်မယ်ဆိုရင်ပြောရရင်တော့ PDF ညီငယ်ညီမငယ်ပေါင်း 1200နီးပါးရှိနေပြီလို့ပြောလို့ရတာ။ပြီးတဲ့ညီငယ်တွေမှာ1200အတွက်တော့စိတ်အေးရပြီပေါ့ဗျာ။ဘယ်လိုပြောချင်လဲ။ဒါပေမဲ့အခြားတစ်ဖက်မှာတော့ပြီးခဲ့တဲ့ရက်ပိုင်းကကျော်တလင်းတင်နာကြည့်ပြီးတော့ကျွန်တော်စိတ်ထဲမှာတွေးလိုက်မိတာပေါ့။အဲလူ9000ထက်မနည်းတေသွားတယ်ဆိုတဲ့အာမျိုး။လင်းလင်းကသူ့ရဲ့ကြောမှာပေါ့။ပြီးတဲ့တယောက်ကြာဆုံးသွားတိုင်းမှာသူကနာမည်ရေးတာ။အခုတော်လိုင်းရေးစတယ်ဆိုတဲ့နေ့ရက်တွေစပြီးတော့2025ဩဂုတ်လ9ရက်ထိကြာဆုံးခဲ့သူ9044ဦးရဲ့အမည်တွေကိုတဲ့သူ့ရဲ့ကြောမှာဟိုကသူကလည်းပဝါလေးနဲ့ပတ်တိုင်းရေးပါတယ်ပေါ့နော်။ဆိုတော့ဒီမှာလူ9000ကျော်ဆိုတော့ကျွန်တော်စဉ်းစားကြည့်တာပေါ့နော်။ ဒီဒေါ်လာရေးလောက်မယ်လို့ပြောရင်းနဲ့ထွက်သွားတဲ့လူငယ်ပေါင်း9000ကျော်ဟာနီဘိန်းအုပ်စုတွေကြောင့်လူ9000ကျော်တေဆုံးရပြီတရက်ခံရရအဲ့ဒီနီဘိန်းအုပ်စုတွေ NLD နီဘိန်းအုပ်စုကြောင့်တေဆုံးတဲ့လူက9000ကျော်ရှိရဆိုတာကိုဒါကျော်သက်လင်းက message ပေးလာတယ်ပြန်တွေးကြည့်ပါဗျာဒီလူ9000ကျော်ကအကယ်၍မိဘစီပြန်သွားမယ်ဆိုရင်ခုနကလူ1000ကျော်တဲ့မှာသွားပေါင်းမှာဖြစ်တယ်အဲ့1000ကျော်နဲ့မပေါင်းမဲနဲ့ NUG နီဘိန်းအုပ်စုရဲ့စကားကိုယုံကြည်ပြီးလုပ်လိုက်တဲ့အတွက်လူ9000ကျော်ကတည်သွားရှာတယ်အဲ့9000ကျော်ပြီးတော့သူ့မိသားစုတွေကလည်းပြန်လဲမမြင်ရတော့ဘူး ခင်ဗျာလူသက်တွေဆိုတာမွေးချင်နေမွေးထွက်ချင်နေထွက်နေတာမဟုတ်ဘူးပြတခြားနေရာမှာရှိတဲ့ညီငယ်ညီမငယ်တွေလည်းအချိန်မီပါတယ်ဘယ်ချိန်ဖြစ်ဖြစ်ပါနိုင်ငံတော်တော့အမြဲတမ်းကြိုးစုံနေပါတယ်ဆိုတော့ဒီထက်မှာခွေးကျော်မျိုးမင်းကတော့ KIA နဲ့ PDF တွေပေါင်းလို့ရှင်7ယောက်ကခွေးဘက်ကိုအမောင်ခုံချသွားတယ်ဆိုတဲ့အကြောင်းပြောပြသွားတယ်။ပြီးလို့ရှင်ဒီထဲမှာသူပြောသွားတာကတော့ဒီ7ယောက်ကတော့မိဘရင်ခွင်ထဲကိုသွားလိုက်ပြီတဲ့။เนาะမိဘရင်ခွင်ထဲကိုသွားလိုက်ပြီ။ပြီးလို့ရှင်လင်းလင်းရဲ့နောက်ကျောမှာကြာရှုံးသွားတဲ့တော်လာရဲ့ PDF 9000ကျော်ရဲ့နာမည်တွေကိုရေးထားတယ်လို့သူပြောသွားတယ်ပြီးလို့ရှင်သူပြောသွားတာက27ဒေါ်လာရဲ့အရေးခင်ကနေမှဒီစက်တင်ဘာလအထိဆိုလို့ရှင်တော့1100ကျော်စခွေဘက်ကိုဝင်သွားတယ်အခုဒီနေ့အော်တိုဘလ12ရက်နေ့အထိဆိုလို့ရှင်တော့1200ကျော်ဝင်သွားပြီလို့ပြောတယ်ဆိုတော့ဒါကိုအတီးပြုတ်ဖို့ရတဲ့အော်တိုဘလ9ရက်နေ့တုန်းကဇော်မဲလိန်ပြောသွားတဲ့စကားသခွန်းကိုနားထောင်ကြည့်ရအောင်နော် တနင်္ဂနွေလုံးက PDF အမိခံအကြမ်းဖက်တောင်းကျမ်းသူကိုဖွဲ့ဝင်နေရာတရားဥပဒေပေါင်းတွင်အလင်းဝင်ရောက်လာမှု823ဦးထိရှိလာပြီဖြစ်ပါတယ်။ဆိုတော့ဒီထဲမှာကဘာမှာအလိန်နိုင်ဆုံးသောဇော်မဲလိန်ပြောသွားတာကဒီအော်တိုဘာလ9ရက်နေ့တုန်းကပြောသွားတဲ့ဥစ္စာထဲမှာ623ယောက်ရှိတယ်။ဆိုတော့ အခုဒီဇိုမဲလိန်ထက်ပိုပြီးမှလိန်နိုင်တာတကောင်ပေါ်လာတယ်ဒါကအကျော်မျိုးမင်းပဲဘာကြောင့်လဲဆိုတော့ဇိုမဲလိန်ကတော့ဒီမှာလိန်တာကြာပြီပြီးလို့ရှင်လဲသူဒီမှာနေပြီးမှ သူသမင်းကောင်းကောင်းလေးစားရတယ်ဒါမဲ့အခုကျော်မျိုးမင်းကတော့သူ့ရဲ့ဘဝကအချိန်မခိုင်ဘူးအချိန်မျိုးပြုတ်သွားနိုင်တဲ့အခြေအနေရှိတယ်ဆိုတော့ဒီထဲမှာသူသမင်းပုံမှန်စားရဖို့အရေးစစ်ခွေးတွေဟာပိုးပြီးမှသူလိန်နိုင်မှသူသမင်းပုံမှန်စားရမှာဆိုတော့အခုဒီထဲမှာသူပြောသွားတာဟာ အခုဒီပူတာအူမာအလင်း၁၇ရက်ဝင်သွားတာနဲ့ပေါင်းရင်1200ကျော်ဖြစ်သွားတယ်လို့ပြောတယ်ဆိုတော့အောက်တိုဘာလ9ရက်နေ့တောင်မှရှိရတဲ့23ရောက်လို့ပြောတယ်ပြင်ဒီထဲမှာသူတို့ပြောသွားတယ် PDF လူငယ်တွေစစ်တပ်နဲ့ပူးပေါင်းပါလို့ပြောပေမဲ့အခုဒီထဲမှာဇော်မဲလိန်ပြောသွားတာဟာအကြမ်းဖက် PDF လို့ပြောတယ်ဒါကြောင့်ဒီနေ့လူတွေကိုခေါ်လို့ရှင်ခေါင်းစည်းကနေမှဘသူကအကြမ်းဖက်လဲဆိုတော့ကိုကိုကိုသိပါတယ်ဒါပေမဲ့အပြောအဆိုအတုံးအနှုံးဒီကိုမှ လူဒီပေါ်မှာเนาะသူတို့ကိုမုံတစ်ထက်မုံအောင်ဒီနေ့ကျမတို့ကိုအပြောအဆိုဘုံကျဲတိုက်ခိုက်မှုအဖြစ်တော်လကောင်ကျမတို့ပုံကိုနာကျင်မှုတွေဖြစ်စေတယ်တကယ်ဆိုလို့ရှိရင် တော့ဒီရှစ်စရာကြောဝန်သွားတာမဟုတ်ဘူးဝန်သွားတဲ့သူရှိတယ်ဘာလို့လဲဆိုလို့ရှိရင်ခွေးဒီကနေမှလွတ်ထားတဲ့ပိုင်ဒီနောက်တစ်ခုကတော့တည်မမှန်တဲ့ကလေးတချို့ဝင်သွားတယ်တမ်းမှန်တယ်ရှိရမကြောဘူးကျမထင်တာကတော့တရားအောက်လောက်တော့ရှိမယ်လို့ထင်တယ် အဲ့လိုတော့စစ်ခွေးဘက်ကဝန်သွားတယ်ဒါပဲရှိတယ်ဒီ PDF တွေကမိဘရင်ခွေထဲကိုရောက်သွားသလားဆိုတာကျွန်တော်သိဖို့လိုတယ်စစ်ခွေးတွေရဲ့အပတ်စဉ်16လ18လမတိရောက်သွားပြီအပတ်စဉ်တစ်ခုကို9000ဝန်သွားတယ်ဆိုတော့စစ်မထန်အပတ်စဉ်16ဆိုလို့ရှိရင်သူတို့ခေါ်ထားတဲ့အတင်းအတမဆုဆောင်းထားတဲ့စစ်မထန်ဟာ8500ရှိသွားပြီအခုအပတ်စဉ်78တာဆိုလို့ရှိရင်9000ကျော်သွားပြီဆိုတော့ဒီ9000ကဘယ်ရောက်သွားပြီလဲ နော်ခဏတော့ကြော်မြူးမင်းပြောတယ်တကယ်လို့ဒါဒီ9400ကြော်ကဒါမတေခဲ့ဘူးဆိုလို့ရှင်အခုအလင်းဝင်လာတဲ့7ယောက်နဲ့ပေါင်းလိုက်ရင်တော့နော်အားလုံးဟာအသက်ချမ်းသာရမယ်မိဘဆွေမျိုးတွေနဲ့ပျော်ပျော်နေရမယ်လို့ပြောတယ်ဆိုတော့ကျတော့ကချင်ပြည်နယ်မှာတေတာမပြောဘူး၊ကရင်ပြည်နယ်မှာတေတာမပြောဘူး၊အညာမှာတေတာမပြောဘူး၊ချင်းပြည်နယ်မှာတေတာတွေမပြောဘူး၊ကရနီဒီမှာတေတာမပြောဘူး။နည်းနည်းရမှာပဲပြောမယ်။ ရခိုင်ပြည်နယ်မှာစစ်ခွေးတွေတဲတာနဲ့အလံဖြူထောင်းတာတစင်းနှစ်ဆက်ခုမှာရှမ်းမြောက်မှာတဲတာနဲ့အလံဖြူထောင်းတာဘယ်နှကောင်ရှိသလဲဆိုတော့အခုဘာကြောင့်မို့ခွေးကြော်မျိုးမင်းကနေမှပူတာအူမှ KIA နဲ့ PDF တွေအလင်းဝနာတလေလို့ဘာကြောင့်ဒီစကားကိုသူကအချိန်ကြိုက်ဘာကြောင့်ပြောတယ်လဲဆိုတော့ကျမပြောပြီးပြီ KIA ကိုအလိုမရှိကြောင်း တပိတ်မောက်ပြီးဖြစ်တဲ့အတွက်ကြောင့်စစ်တီဖြစ်လာနိုင်တယ်သတိထားကြပါလို့ကျွန်မသတင်းထဲမှာကျွန်မသတင်းကိုပုံမှန်နားထောင်တဲ့သူတွေကတော့အဆက်ဆက်နဲ့နားလည်လိမ့်မယ်ဆိုတော့ကျွန်မပြောခဲ့ပြီးပြီ KIA အလိုမရှိလို့တပိတ်မောက်ပြီးဆိုမှတော့တိုက်ပွဲဖြစ်လာမှာပဲလို့ကျွန်မပြောခဲ့တယ်လို့ပဲတကယ်တိုက်ပွဲဖြစ်ခဲ့တယ်ခွေးတွေမတာအများကြီးပေါ်သွားတယ်တချို့တော့ပြည်သူစစ်တွေတရုတ်ပြေးသွားတာအတပုံပဲဒါကြောင့်မို့ဒီဥစ္စာကိုဖားထဲဖို့ရအတွက် KIA နဲ့ PDF တွေကစစ်ခွေးတီစီမှာလေးဝင်သွားတယ်တဲ့ကျွန်တော် KIA ကကလေးတီတာနင်းတို့စစ်ခွေးတီစီမှာဝင်သွားမယ်ဆိုကိုကိုတနတ်ပစ်တယ်လိုက်ရင်တောင်ရသွားပြီဆိုတော့ဒီနေ့လူလက်နက်ကိုင်တွေကခွေးတီစီဝန်းဆရာလားဝန်းဆရာလားတကယ်တော့ KIA မဖြစ်ချင်ရင်တောင်မှကိုကိုကိုတတ်တယ်လိမ့်မယ် PDF မဖြစ်ချင်ကိုကိုကိုတတ်တယ်လိမ့်မယ်ခွေးတီစီဝန်းလာဆရာအကြောင်းမရှိဘူး နှုတ်ကိုအဲမှာလဲစစ်ခွေးတွေအများကြီးရှိတယ်အခုစစ်မှုထမ်းထဲမှာအပတ်စဉ်16ဆိုလို့ရှင်7000ခွဲအပတ်စဉ်16ဆိုလို့ရှင်9000ဒီစစ်မှုထမ်းအတိတ်ကလူငယ်လေးတွေဘယ်ရောက်သွားပြီလဲနှုတ်ကိုမှာရှိတဲ့စစ်ခွေးတွေကရောဘယ်ရောက်သွားပြီလဲပြည်သူခွေးတွေပြူခွေးတွေဘယ်မှာလဲမြန်မာနိုင်ငံမှာပြူခွေးတွေစစ်ခွေးတွေရဲခွေးတွေပြည်သူခွေးတွေအကုန်ပေါင်းလိုက်လို့ရှင်နင်းတို့တိန့်ကြီးရှိတယ်ဘယ်မှာလဲမိပါရင်ခွေးလား ်ဒါမှမဟုတ်တင်းကျိုင်းယင်ခွင်ထဲမှာရောက်သွားတာလားဒါကြောင့်ပြောတာစကားပြောတယ်ဆိုလို့ရှိရင်ရှင်းရှင်းလင်းလင်းပြောခွေးတပူကဒီမှာပေးထားတဲ့နေရာမှာနေပြီးမှဟောင်မနေကြနဲ့ကချင်ပြည်နယ်စစ်ရဲတရင်ကိုနားထောင်ချင်းနွေဦးမယ် channel ကိုလာခဲ့ပါအဲ့မှာကချင်ပြည်နယ်စစ်ရဲတိကျတရင်နားထောင်ကြလိမ့်မယ်ဆိုတော့အခုပူတာအူမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်နင့်တို့ပြည်သူခွေးတွေလောက်ကိုကြောက်တယ်ဆိုလို့ရှိရင် KIA ဆိုတော့ရပ်မနေဘူး တက်မတော်ဆိုတဲ့စစ်ခွေးကိုတောင်းမှမကြောက်ဘဲနဲ့ဒီနဲ့နာမည်တလုံးနဲ့နေလာခဲ့တဲ့ KIA တွေကဒီနဲ့23တော်လာရဲမှာလူလက်နက်ကိုင်တွေကစစ်ခွေးဘက်ကို ရောက်လာမလားဆိုတာကိုသမင်းပဲစားစားသမင်းဖက်ကိုခြေထားတဲ့အဖတ်အတုံးတွေပဲစားစားနည်းနည်းလေးတော့စဉ်းစားတတ်မယ်လို့တော့ယုံကြည်တာပဲနော်ဆိုတော့အခုသူပြောသွားတာကဒီလိုမျိုးအလင်းဝင်လာမဲ့သူဒီကိုစစ်ခွေးတွေရောအစိုးရလို့ခေါ်တဲ့ တက်လာမဲ့အစိုးရဒီကိုထောင်ထဲထည့်ပြီးတော့ကိုကိုကိုအစိုးရလို့ဟောင်းနေတော့ခွေးတပုတ်ဒီဘက်ကနေတော့လက်ကမ်းကြိုးဆိုတယ်တဲ့ခွေးတွေကြိုးဆိုတာတော့မတွေ့ဘူးဒါပေမဲ့ပေါ်တာဆွဲထားတာပဲဖြစ်ဖြစ်ငွေရေးကြေးရေးမတတ်နိုင်လို့ပဲဖြစ်ဖြစ်မျိုးမျိုးကြောင့်စစ်မှုထမ်းထဲကိုဝင်သွားတယ်လူငယ်တွေနဲ့အရင်ကတည်းကမစင်စားနေတော့ခွေးတွေအားလုံးကိုတော့မတာရက်ွက်ကနေတော့ကြိုးဆိုနေတာဆိုတာတော့တွေ့ရတယ်နော်တိတ်ရှိရှိဝဲဝဲမပြောချင်ဘူး ဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့လည်းဆက်လက်ပြီးတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်အော်တိုဘာ15ရက်မှာ NCA စနေပြည့်အခမ်းအနားရှိပါတယ် EU လိုအပြီးတက်ထားလက်နက်ကိုင်6ဖွဲ့နေပြီးတော့အတိပေးချက်ထုတ်ပြန်တာလည်းရှိတယ်ဆိုတော့ဒီဟာထုတ်ပြန်ခြင်းအားဖြင့်တော့ဟိုထိရောက်မှုကဘာရှိမှလဲဆိုတော့ဘာမှထိရောက်မှုတော့မရှိပါဘူးသို့တော့ကျွန်တော်တို့ကဒီမှာပြောစရာရှိတာရှိလာတယ် ဒီ NCA ညီလာခံကြီးကျင်းပဖို့အတွက်ကိုနိုင်ငံတော်ကပြင်ဆင်နေတာကြားလာနေပြီ။ဆိုတော့ဒီနှစ်ဆယ်နှစ်မြောက်မှာနိုင်ငံတော်ကြီးခဲ့တွေကဘာကိုဖိတ်ထားလဲဆိုတော့တက်ဆိုင်ကနိုင်ငံတကာအဖွဲ့အစည်းအကုန်လုံးဖိတ်ထားတယ်။အာဆီယံနိုင်ငံတွေကိုလည်းဖိတ်ထားတယ်။ပါဝင်တက်ရောက်လက်မှတ်ရေးထိုးပေးခဲ့တဲ့ဒီတက်တွေထိုးတဲ့လူတွေအစအကုန်လုံးနိုင်ငံတော်ကဖိတ်ပါတယ်။ဒီ NCA ကို FPNCC ခုနှစ်ဖွဲ့တည်းကတချို့အဖွဲ့တွေတက်ပါလိမ့်မယ်။ဆိုတော့ဆယ်နှစ်ပြည့်အခမ်းအနားပြီးရင်ပြည်ချင်းဖို့လုပ်ပါမယ်။ဆော်တော်နီတို့ကတော့စကကြီးစကကြီးတွေပြောကြတယ်။ဆိုတော့ဆော်တော်နီလိုလူမျိုးကဘယ်လိုပြောလဲဆိုတော့ န်စီအစာချုပ်ကတဲ့အာနာသိင်္ဂရေပြက်တယ်တဲ့အာနာသိင်္ဂရေအန်စီကိုလုံးဝချုပ်ဖောက်ပြီးတော့ဘာမှမရှိတော့ဘူးဆိုတော့တောက်လျှောက်သူတို့ပြောတယ်တဲ့အကောလုံးဘာမှမရှိတော့ဘူးအဲဒါကြောင့်ထထလုံးနေရတာတွေကတဲ့သူတို့အမှန်သူတို့မသိတာလည်းမဟုတ်ဘူးတိတိနဲ့လောက်တာရဲ့ကိုကိုကိုလိန်ထားတယ်ဘာမှလည်းအယောင်မဟုတ်ဘူးတဲ့ဆိုတော့သူတို့ကသူတို့သိတာပဲဆိုအဲအစာချုပ်သူတို့ပြောတယ်အာဆီယံကုလသမဂ္ဂတို့နိုင်ငံတကာသံတမန်အဖွဲ့အစည်းတွေကိုမတက်ဖို့ဆိုပြီးသူတိုက်တွန်းတယ်ဆိုပြီးတော့ပြောထားတယ်တချိန်တည်းမှာသူက NCA ဘယ်လိုဖြစ်လာလဲဆိုတော့စော်တော်နီသိသလားလို့မင်းဒီလူတွေမသိမှုသိတယ် NCA ဘယ်လိုဖြစ်လာတာလဲတခါ NCA ကဘာကြောင့်အရေးပါပြီးတော့ NCA က ဘယ်လောက်ထိခိုင်မာအားကောင်းလဲဆိုတော့ကောင်စတော်တော်ကြီးကောင်းကောင်းသိပါတယ် NCA ဘာကြောင့်မလို့ဖြစ်လာလဲဆိုရဲအားနဲ့ NCA တွေကအရေးကြီးတဲ့ point လေးကိုကျွန်တော်ပြောပါမယ် NCA စာချုပ်ကစတော်တော်ကြီးတောက်တဲ့ user တာမဟုတ်ဘူးကိုယ်ထူးဝင်တော်တဲ့ user တာမဟုတ်ဘူးဘိုးချုပ်မှုကြီးမရောက်တဲ့တော်တဲ့ user တာမဟုတ်ဘူးဒီ NCA စာချုပ်ကတဦးတယောက်ထဲကဆွဲတာမဟုတ်တလို့တဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ကနဦးအစိုးပြုချက်တွေပေါ့အခြေခံပြီးတော့မှအစိုးရရဲ့တပ်မတော်ရဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးညီပါအသေးစိတ်အကြေလေအချိန်ချင်းဆွေးနွေးညီနိုင်ခဲ့ရတာဒီ NCA စာချုပ်ဖြစ်လာဖို့အတွက်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကုန်လုံးကစပြီးအစိုးပြုလာ အဆိုပြုတဲ့အတွက်နိုင်ငံတော်အဆိုရနဲ့တပ်မတော်တို့ကကမကရာပြုပြီးတော့သူတို့တိုင်းရင်းသားလက်နက်ကိုင်အဆိုပြုချက်တွေကိုပေါင်းစပ်ပြီးတော့မှ DNC စာချုပ်ကြီးကိုအတူတူစပြီးတော့ရေးဆွဲခဲ့ကြတယ်။အဲလိုစဖြစ်လာတဲ့စာချုပ်ကိုစောတော်နီတို့အပေါ်ဝင်အဲ့ဒီအဖွဲ့တွေကပြက်ပြယ်ပါပြီလို့ဗဇက်ကနေပေါက်လော့ပယ်စာပြောပိုင်ခွင့်မရှိဘူးပြ။ပြောလို့မရဘူး။ပြက်တယ်လို့ပြောချင်နေပြီးတော့လာပြောကြည့်လိုက်။ပိုးချုံမှုချင်းမရောက်နိုင်လို့အဆိုရအဖွဲ့ဒီပင်လေရင်ဒီနေ့ချင်းချင်း NC စာချုပ်ကိုပြက်ပြယ်ပြီးလို့သူတို့ပြောခွင့်မရှိဘူး။ ီးတော့အဲ့အင်စီစာချုပ်ကကောင်းကိုကောင်းနဲ့လက်ခံနိုင်တဲ့ကိစ္စမဟုတ်လို့တက်မတော်လည်းလက်ခံထားတယ်အစိုးရ20တိတိလက်ခံထားတဲ့ကိစ္စဒီနေ့ဒီအချိန်ကျမှထားပြီးတော့တောင်တောင်ကြားရတာရင်းထားပြောတော့အဲ့ဒါကိုကြောင်လာကြားတာကိုဝန်ခံရရောက်တယ်အင်စီစာချုပ်ဖြစ်လာဖို့အတွက်1450ကြာအောင်ဆွေးနွေးခဲ့ကြရတယ်အစီဝေးပေါင်းအချိန်9000ကျော်လုတ်ခဲ့ကြတယ်လက်နက်ကိုင်အုပ်စုတွေကဗဇက်ကနေပေါက်လို့ပယ်စားပြောလို့ပြက်သွားယူလာအဖွဲ့တွေကထွဲတာမဟုတ်တဲ့အတွက်ပြောလို့မရဘူးဒါအားလုံးဆိုင်နေတာဒီ NGO က NGO ကလက်ရှိဖြစ်သွားတဲ့နိုင်ငံရေးအခင်းအကျင်းနဲ့ဘာမှမဆိုင်နောက်တစ်ခုက အခြေစာကြိုတဲ့အခြေခံမူဘာပါလဲဆိုတော့ပြည်တော်စုသမရမြန်မာနိုင်ငံတော်အာပြည်တော်စုမပြိုကွဲရေးတိုင်းသာစီလိုညှင်းမှုမပြိုကွဲရေးအချုပ်ချာအာဏာတည်ထောင်ခိုင်မြဲရေးတို့ကိုရှေ့ရှု၍လွတ်လပ်မှုဓာတ်တို့ညီမြမှုနဲ့တရားမျှတမှုတို့ကိုအခြေခံပြီးပင်လုံစိတ်တဲ့နဲ့အညီဒီမိုကရေစီရေးအမျိုးသားဓာတ်တို့ရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများအာမခံချက်ပြည့်ဝရှိသောဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်တော်စုကိုနိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီတည်ဆောက်သွားရန်နိုင်ငံရေးပြဿနာကိုစစ်ရေးဖြင့်ဖြေရှင်းခြင်းမပြုဘဲနိုင်ငံရေးနည်းဖြင့်ဖြေရှင်းပြီး နိုင်ငံရေးယဉ်ကျေးမှုတတိယထူထောင်ပြီးလက်နက်ကိုင်ပြည်ပခအဆုံးတန်နိုင်ရတနိုင်ငံလုံးပြည်ခတက်ကမှုရစေကိုဥစွာရှေ့ရှုဆောင်ရွက်ရန်ဒါပဲပမာတော့စော်တော်နီပြောတဲ့ပေါက်တော့ခရရလေးအခုဒီ NCA နဲ့ပတ်သက်ပြီးတော့လက်နက်ကိုင်၆ဖွဲ့ကနေမှာ NCA ဟာစာအုပ်စုတစ်ခုသာဖြစ်တယ်ဆိုတဲ့အကြောင်းစစ်ခွေးတွေအာဏာထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာ NCA မရှိတော့ဘူးပြီးလို့ရှိရင် NCA ကိုတခြားသောသူတွေလည်းမတက်ရောက်ဖို့ဆိုပြီးမှကန့်ကွက်ထားတဲ့စာတွေထုတ်ပြခဲ့ပြီးတိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲ့ကနေမှလည်းစာထုတ်ထားခဲ့တယ်ဆိုတော့ဒီ NCA ကိုအခုအောက်တိုဘာလ15ရက်နေ့မှာကျတော့10နှစ်ပြည့်ခန္ဓာကြီးကိုလုံမယ်ဒီ NCA ပြီးတယ်ဆိုလို့ရှိရင်တော့မငိမ့်မချမ်းတော့ငိမ့်ချမ်းရဲ့ forum ကိုတက်မယ်ဆိုတော့ အဲကြုံကြိုက်လို့မဲကြည့်လိုက်အောင်မယ်ဒီငိမ့်ချိုင်းရဲ့ forum ထဲမှာနော်မိစန္ဒာတက်မလားဆိုတာကိုသိချင်တယ်ဟိုတခါတော့ငိမ့်ချိုင်းရဲ့ forum ထဲမှာတော့ तू ကျွတ်ရွရွလေးနဲ့သူအင်တာဗျူးတွေအများကြီးဖြေတာတွေ့ရတယ်ဆိုတော့အခုပြန်လုပ်မဲ့ဒီအော်တိုဘာလ16 19ရက်နေ့မှာပြန်လုပ်မဲ့ငင်းချမ်းရဲ့ forum ထဲမှာရောမိစန္ဒာတက်မလားဆိုတာသိချင်တယ်နော်ပြီးလို့ရှင်ဒီ NCA ထဲမှာ FBNCC မှာ လက်လက်ကင်တက်ဖွဲ့ခုနှစ်ဖွဲ့ရှိတယ်အဲ့ထက်မှာကျတို့ KIA တွေလည်းတခုပါဝင်တယ်ဆိုတော့ဒီခုနှစ်ဖွဲ့ထဲကနေလည်းတချို့တော့သူတွေဟာဝင်မယ်လို့ပြောတယ်ထင်တာကတော့ RCSS တို့နော် NDA တို့တော့တက်မှာပဲအစကတည်းကတို့ကတော့နော်ဂျာနေဆိုတော့လေတို့တော့တက်ကြမှာပဲဆိုတော့အခုခဏတော့ငါလက်နက်ကင်6ဖွဲ့ကနေမှနော် NCA နဲ့ပတ်သက်ပြီးတော့မတက်ရောက်ဖို့ NCA ခါဒီစာရွက်အစုပ်တစ်ခုသာဖြစ်တယ်ဆိုတော့အကြောင်းအနေနဲ့ပတ်သက်ပြီးတော့လက်နက်ကင်6ဖွဲ့ကနေမှထုတ်ပြန်ချက်ထုတ်ထားတယ်ဘာကြောင့်မို့ KIA ကဒီထုတ်ပြန်ချက်ထဲမှာမပါတယ်လေဆိုတော့ KIA က NCA ကိုစိတ်မွန်စားဘူးလေအစကတည်းကလက်မခံတာဖြစ်တဲ့အတွက်ကြောင့် เออสาทุบเสียไม่รู้ไม่ทุบตาเนาะตะชั่วဆိုလို့ရှင်ထင်လိုက်မယ်ဘာကြောင့်တခြားလက်နဲ့ไก่ดีตามาทุบตา KIA ဘာကြောင့်สาไม่ทุบตาလဲလို့ထင်ကောင်းထင်လိုက်မယ် KIA ดีကအစိတ်လဲဝင်စားဖို့ KIA စိတ်ဝင်စားတာကလက်နဲ့နဲ့စစ်ခွေးကိုပြစ်ဖို့လောက်ပဲစိတ်ဝင်စားတာเนาะဆိုတော့အခုဒီထဲမှာ ဒီဘရူဆိုတိုနီကနေမှပြောတာကတော့ NCA ကစစ်ခွေးတွေအာနာတင်လိုက်တဲ့အခါမှာပြက်ပြဲသွားပြီဆိုတော့အခုဒီစစ်ခွေးတွေကနေဟောင်းနေတာကတော့ဗယံပဒာနဲ့ဟောင်းနေတာဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြသွားတယ်အဲ့ဒီထဲမှာအခုကျော်မျိုးမင်းကပြောသွားတာက နော်ဒီဘရိုဇိုထိုနီကနေမှာအခု NCA တက်စကွေသွားတယ်လို့ပြောရအောင်သူတယောက်သေးဆွဲထားတာမဟုတ်ဘူးစစ်ခွေးတယောက်သေးလည်းဆွဲထားတာမဟုတ်ဘူးလို့ပြောတယ်ဟုတ်တယ်ဒါကိုတိုင်းရင်သားလက်နက်ကအများအဖွဲ့ကနေမှာပေါင်းပြီးမှဆွဲထားတာဖြစ်တယ်ဆိုတော့အခုဒီထဲမှာကြော်မျိုးမျိုးပြောသွားတယ်ဒီ NCA ဖြစ်လာဖို့ရန်အတွက် NCA စလုပ်ဖို့ရန်အတွက်ရေရွယ်တဲ့နေ့ကနေမှာ NCA လက်မှတ်ရေးထိုးတဲ့အချိန်အထိက 1450ရက်ကြာတယ်3နှစ်ကျော်လဲနှစ်နေပါအချိန်ယူခဲ့တယ်ဆွေးနွေးမှုပေါင်း9000ကျော်တလောက်ကြာအောင်ဆွေးနွေးခဲ့တယ်ပြီးလို့ရှင်လဲအခုဒီ10နှစ်ရောက်လာခဲ့ပြီ NCA ရဲ့အဓိကမူလအခြေခံကတို့အရေး၃ပါးကိုရှေ့ရှုပြီးတော့အမျိုးသားတန်းတူရေးကိုပိုင်လွတ်လပ်မှုတို့တရားမျှတမှုတို့ပြီးလို့ရှိရင်ကိုပိုင်ပြဋ္ဌာန်းရဲ့အခွင့်အရေးကို အာမခံချက်အပြည့်အဝရရှိဖို့နဲ့ 发展中国家的却看到比头数低少坡也多，南亚也个资源呢没偏心北南，南亚也个南亚也呢偏心多美索瑞洲。 ါကြောင့်မို့ပဲငိမ့်ချမ်းရေးပြုတ်လုံမယ်လို့ပြောသွားတယ်ဆိုတဲ့အခါမှာ NCA ရဲ့အခြေခံမူဖြစ်တဲ့နောက်ဆုံးကနေပြောမယ်ဆိုလို့ရှိရင်နိုင်ငံရေးကိုစစ်ရေးနဲ့မဖြည့်ရှင်းပဲနဲ့နိုင်ငံရေးကိုနိုင်ငံရေးနဲ့ဖြည့်ရှင်းမယ်လို့ပြောတယ်ဆိုတော့ခဏတုန်းကနော်ဘဒူဇောထိုးနီးကနေပြောသွားတာဟာစစ်ခွေးတွေကနေမှအာနာတိတ်လိုက်တဲ့အခါမှာ NCA ပြက်ပြဲသွားတယ်ဆိုတာဟာမှန်တယ်လားမမှန်ဘူးလား 是亏就不哈，南安也搞上了，是也搞上了。到黄山书记哥等那点人，亏得自家的妈，啊，等阿、啊、的妈，哎呀，那哪块比唐天波来开的？大哈，南安也过，南安也那偏心的啦，南安也过是也那偏心开的啦，是了。 ဒီနေ့ဒေါအောင်ဆန်းစုကြည်ကိုလည်းထောင်ထဲချလိုက်ပြီးပြည်သူဒီလက်သုံးချောင်းလေးထောင်ပြီးမှတပိတ်မောက်သားတောင်းနင်းတို့ကနေမှတတ်နတ်နဲ့ပြစ်တတ်ခဲ့တယ်ဒါဟာနိုင်ငံရေးကို နိုင်ငံရေးနဲ့ရှင်းခဲ့သလားဆိုတော့ခဏတုန်းကကျော်မျိုးမင်းပြောသွားတာဟာဘုဒ္ဓဇောထောနီဟာပောက်တက်ကရလျှောက်ပြောတယ်ဆိုတော့နိုင်ငံရေးကိုနိုင်ငံရေးနဲ့ပဲဖြည့်ရှင်းမယ်ဆိုတာဟာ NCA ရဲ့အခြေခံ point ထဲမှာပါပြီးသားဖြစ်တယ် Federal Democracy နဲ့ ပြည်ထောင်စုကိုတိဆောက်မယ်လို့ပြောတဲ့အခါမှာဘာခက်တယ်လဲမြို့သားတန်းသူရဲ့တရားမျှတမှုတို့ကိုပိုင်အုပ်ချုပ်ရဲတို့လွတ်လပ်မှုတို့မပါဘဲနဲ့ Federal Democracy ကိုတိဆောက်လို့မရဘူးဆိုတော့အခုဥပမာပြောမယ်ပုံဝဲကြီးကိုကျွန်တော်မပြောဘူး September October လမှာဖြစ်တဲ့ကိစ္စကိုပဲကျွန်တော်ပြောမယ်ဆိုတော့ဒီငလင်ကိစ္စတုန်းကနော် ဖုန်ကြီးအကြောင်းဒီဖရားတွေအများကြီးပျော်လဲသွားတယ်လို့မွတ်စလင်ဟင်ဒူတွေရဲ့တెంပယ်တွေလည်းအများကြီးပြိုကျသွားတယ်ကျွန်တော်ခရစ်ယာန်တွေရဲ့ဖရားအကြောင်းတွေလည်းအများကြီးပြိုကျသွားတယ်ဘေဘာသာရဲ့အဆောက်အုံကိုစောင့်နေကြတယ်လေနိုင်ငံတော်ပတ်စံနဲ့ဘေဘာသာကအဆောက်အုံတွေကိုစောင့်ပေးနေတယ်လေဒါတခုကြည့်နော် ပြီးနောက်တခုကတော့မြန်မာနိုင်ငံမှာရှိတော့တိုင်းရင်းသားတွေအများကြီးထဲကဘေလူမျိုးရဲ့ရူရာယဉ်ကျေးမှုနဲ့ပတ်သက်တဲ့အဆောက်အုံတခုကို 吃亏的少，白了吃亏的了。比如丹都、二都、马路标了，说了今天就把那个改一下的哈，吃亏的那个盲道的了，改一下吃亏的那个盲道的，阿拉卡达多的，你那个吃亏的那个盲道的，盲道来的看嘛，你那个白标了。现在讲的嘛，人路来压的，试试看那个变油泼一样的路标了。大家反对这美国式了，反对这美国式，国也变的他妈，国也适当的搞欧洲样嘛。 我不喝欧洲夜市的，tới, 不喝欧洲夜市的路，明年呢带你去嘛嘞，过拜欧洲夜市的。说罗阿哥，你那是亏的干呢嘛？明晚等哪样让我来往去欧洲大家，Federal Democracy 批的啦。说罗，看哪样我切看毛批的。 第七第家道嘛，恁佬来笑开的啦。说罗都给老大，阿古第到了夜天嘛嘞，好比恁佬的老姐带开嘞，说罗先到。他来，我若阿老你嘞，发觉这某个事个，老前那别的都叫，个亲的嘞，个爷的嘞，乡的嘞，母的哟，大烟大嘞阿老，恁佬怕恁佬，奥臭家吧。大别面不好奥臭，也是噶罗老样面，说罗先白大烟淡水都无毒嘞。大别面乌白嘛。 ပမောဆိုတာကချင်းပြည်နယ်ပမောကို KIAD ကနင်းတို့စစ်ခွေးတွေကိုမောင်းထုတ်တာကိုနင်းတို့က KIAD ဟာအကြမ်းဖက်ဖြစ်တယ် PDF တွေဟာအကြမ်းဖက်ဖြစ်တယ်ဒီအကြမ်းဖက်တွေကိုနိုင်နိုင်မယ်လို့ပြောတာဆိုတော့ပမောကကချင်းပြည်နယ်မဟုတ်ဘူးလား Federal Democracy ရရှိရေးခဏတော့ကပြောသလိုအမျိုးသားတန်းတူခွင့်ရရရှိဖို့ရအတွက်နင်တို့စစ်ခွေးတွေကငိုတို့တိုင်းရင်သားနေပေတိုင်းကိုလက်ဦးကြီးအုပ်တာကိုဒန်းတူအခွင့်ရဲလို့ပြောသလား ီလို့ရှိရင်အမျိုးသားတန်းတူအခွင့်ရေးဆိုတာလေဒီထဲမှာအကျိုးဝင်သလားဆိုတော့ဘာလဲ NCA ပြီးနောက်တစ်ခုကတော့ဖကနေမှာ KAD ဘက်ကနေမှာပတ်ဆံရတယ်သူတို့ကတော့လက်နဲ့ခဲရနေဝဲတယ်တဟနိုင်ငံတော်ရဲ့ဘာနာဖြစ်တယ်လို့ပြောတယ်ဆိုတော့ဖကန်ကန်နေမှာရတဲ့ကြောက်စိမ့်ဟာ KRAD ရတယ်နင်းတို့စစ်ခွေးတွေလက်နဲ့ဝဲစရာရှိတယ်လို့ကျွန်တော် KRAD လည်းလက်နဲ့ဝဲဖို့လိုတယ် ထို့နည်းတူပဲနင်းတို့စစ်ခွေးတွေနေတဲ့နေရာမှာမြင်းလင်းဖို့လို့တို့လို့ကျတော့ကချင်းပြည်နယ်မှာလည်းမလည်းမြင်းလင်းဖို့လိုအပ်တယ်။နင်းတို့ခွေးတွေသမင်းစားဆရာလို့တို့လို့ကျတော့လူတွေပိုးပြီးမှသမင်းစားဖို့လိုအပ်တယ်။ဆိုတဲ့အခါမှာဘယ်မှာလဲကိုပိုင်အုတ်ချုပ်ရေးပြတ်ထန်းခွင့် အာမခံချက်ချိရမယ်လို့ပြောတယ်။ကျော်မျိုးမင်းနင့်မှာအုံတော့မရှိဘူးလား။ဒီခဏတော့ तू ပြောသွားတယ် NCA စာချုပ်ကိုဖြစ်ဖို့ရာအတွက်တိုင်းရင်းသားတွေအားလုံးကနေမှလိုလိုလားလားဖြစ်ကြတယ်။ဒါကြောင့်မို့စစ်ခွေးတွေနဲ့တိုင်ပင်ကြတယ်။ဒါကြောင့်စစ်ခွေးတွေလည်းဒါဟာကောင်းတယ်ဆိုပြီးမှလက်ခံပြီးမှလှုပ်ဆောင်တယ်လို့ပြောတာ။ဆိုတော့ဒီနေ့ကျမတို့တိုင်းရင်းသားတွေကနေမှနင့်တို့ကိုလူလူပြောဆိုခဲ့ပြီးပြီ။ဆယ်နှစ်ကျော်သွားပြီ။အပြစ်ခတ်တွေရက်စေးကြမယ်။ကချင်းတွေလည်းလွတ်လပ်ဖို့၊ကရင်တွေလည်းကရင်တွေရဲ့လွတ်လပ်ပိုင်ခွင့် အညာကဗမာတွေလည်းအညာရဲ့ဗမာရဲ့ရိုးရာအတိုင်းနေခွင့်လူတိုင်းတိုင်းရင်သားတိုင်းဟာဒီလိုနေချင်ပါတယ်ဆိုပြီးမှနင့်တို့စစ်ခွေးတွေကိုလူလိုချင်လို့ဆွံ့နှွေးခဲ့တယ်ဒါပေမဲ့ဆယ်နှစ်ရောက်သွားပြီဘာကြောင့်ဒီလောက်ခက်ခဲနေတယ်လဲတန်းတူအခွင့်ရေးတွေကိုလိုချင်ပါတယ်ကိုယ့်ရဲ့ပြည်နယ်ထဲမှာကိုယ်အုပ်ချုပ်ချင်ပါတယ်လို့ဒီလောက်အတန်တန်ပြောပြီးတော့၃နှစ်ကြော်ကြော်ဆွေးနွေးတိုင်ပင်ပြီးတော့ အချိန်ပေါင်း9000ကျော်ဆွေးနွေးတိုင်ပင်ခဲ့ပြီးမှဟုတ်ပြီဒါကတော့အဆင်ပြေတယ်ဆိုမှနင်းတို့ခွေးတွေလည်းလက်ခံပြီးတော့ဆွေးနွေးလာခဲ့တာဟာဒီနဲ့10နှစ်ရောက်သွားပြီ10နှစ်ရောက်သွားတဲ့အချိန်အထိ ဘယ်မှာလဲအခြေခံတန်းတူခွင့်ရယ်ဘယ်မှာလဲအမျိုးသားအခွင့်ရယ်ဘယ်မှာလဲလွတ်လပ်မှုဘယ်မှာလဲ Federal Democracy ဘယ်မှာလဲနိုင်ငံရေးကိုနိုင်ငံရေးနဲ့ဖြည့်ရှင်းခဲ့တာဘယ်တစ်ခုကတော့နင့်တို့လိုက်နာခဲ့တယ်လဲအခုပြောသွားတဲ့အချက်၅ချက်လောက်ထဲမှာကိုမဘယ်တစ်ချက်ကိုနင့်တို့လိုက်လျှောက်ခဲ့တယ်လဲဒါကြောင့်မို့ပဲခဏတော့ကဘရူဆိုနီအထိုးနီပြောသွားတာဟာစစ်ခွေးတွေအာနာတိတ်လိုက်တဲ့အခါမှာ ဒီ NCS အရွက်ဟာအဆက်ကိုစုပ်ပဲဖြစ်သွားပြီလို့ပြောတဲ့အခါမှာနင့်ဘာကြောင့်မို့နားမလည်နိုင်တာလဲဒါကြောင့်မို့ NCA ဆိုတဲ့ငိမ့်ချမ်းရဲ့ဟာဘေးတော့မှဖြစ်လာမှာမဟုတ်ဘူးငိမ့်ချမ်းရဲ့ forum ထဲမှာနင့်တို့ငိမ့်ချမ်းရဲ့နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတယ်ဆွေးနွေးပဲဆွေးနွေးပြီးမှအကောင့်ထဲမှာပေါ်ရအချင်းနေတက်တက်ပဲ physics အရာပြောမယ်ဆိုလို့ရှိရင်တနေကုန်တနေကနင့်ကြောက်တုံးတုံးကိုတွန်းပါ ဒီကြောက်တော့မရွေ့တရွေ့နင်းဘယ်တော့မှအလုံးမလုပ်ဘူးသူနည်းတူပဲငိမ့်ချမ်းရဲ့ forum ကတိုင်းပြည်ရဲ့ဘန်ဒာနဲ့နင်းတို့လုတ်ကြတယ်နင်းတို့ရဲ့ပတ်စံတပြားမှထိတ်ထားတာမဟုတ်ဘူးဆိုတော့အခုဒီဒီ NCA ပဲလုတ်လို့ငိမ့်ချမ်းရဲ့ forum ပဲလုတ်လို့နိုင်ငံရဲ့ဘန်ဒာကိုတုံးပြီးမှနင်းတို့စားတုံးဖြုံပြီးတော့တရက်စာသမင်းဇရိတ်ငိမ့်နင်းတို့အဲ့မှာသွားမျိုးစို့ပြီးတော့ဆွေးနွေးခဲ့တယ်လွန်ခဲ့တဲ့အချိန်မှာငိမ့်ချမ်းရဲ့ forum တွေလုတ်ခဲ့ကြတယ်ဘယ်မှလဲအတီးပြုတ်ချက် ဆိုတော့ဒီနေ့ငိမ့်ချိုင်ရဲ့လှုပ်ပြီးတော့ဘေးနေရမှာများငိမ့်ချိုင်ရဲ့ကိုဖောဆောင်နေတာရှိတယ်လဲဒါကြောင့်မို့အခုဒီအောက်တိုဘာလ9ရက်နေ့တုန်းကပဲဇော်မဲလင် PDF တွေအလင်းဝင်လာတာနဲ့ပတ်သက်ပြီးပြောလာအတန်းဖက် PDF တော်လန်ရဲတွေလို့တောင်းနင်းတို့မပြောဆိုဘူးမြန်မာနိုင်ငံမှာဘုံကျဲတိုက်ခိုက်ပြီးတော့မဒိန်တပ်ဖြစ်တဲ့ခိုးရမှုကိုလုပ်တဲ့မီးရှို့တဲ့တပ်ဖြစ်တဲ့ပေါ်တာဆွဲတဲ့တပ်ဖြစ်တဲ့ပြည်လို့ရှိရင်မြန်မာနိုင်ငံမှာလူမျိုးသုံးအနေနဲ့လူငယ်လူရွယ်တွေကိုပေါ်တာဆွဲပြီးတော့ရှက်တမ်းမှာခွေးကျပူအာနာတီမြဲဖို့ရတဲ့တိုက်ပွဲဝင်ခိုင်းတော့စစ်တပ်အတမစစ်တပ်တွေဖြစ်နေတာတောင်မှဒီနေ့တော်လန်ရဲတွေကို ခေါ်ချင်တာတောင်မှဘာပြောလဲအတန်းဖက် PDF ဒီကနေမှအဲ့လိုမျိုးနင်းတို့သုံးဆွဲနေတယ်ဒါဒီဟာဒီနဲ့ငင်းချမ်းရဲကိုဥတည်နေသလားဒါမှမဟုတ်မီးပို့ပြီးမှမွေးနေသလားဆိုတော့နင်းတို့ပို့ပြီးမှတိလိမ့်မယ်ဆိုတော့ဒီနဲ့ မြန်မာနိုင်ငံကိုငိမ့်ချရေးဖော်ဆောင်ခြင်းနဲ့ဆိုလို့ရှိရင်တရင်ကျွမတော်လာရဲဒီဘက်ကနေမှသူတို့ဆုတောင်းတာလိမ့်မယ်ထားလိုက်ပါတော့ဒီနေ့ကတော့သူတို့ကလည်းဗုဒ္ဓဘာသာတွေဖြစ်တဲ့သူတို့ဖာတဲ့သူတို့လိုရာတောင်းပြီးမှမြည်ထွကြပါစေဆိုတဲ့စိတ်ဓာတ်နဲ့တောင်းနင်တို့ခွင့်ပြုချက်ရှိခဲ့သလားဒါကငိမ့်ချရေးလုပ်ခဲ့သလားဒီနေ့နင်တို့နဲ့လူမျိုးတို့တဲ့ဗမာနင်တို့နဲ့ဘာသာရေးတူတဲ့ဗုဒ္ဓဘာသာတွေကိုတောင်းမှနင်တို့ဘလိုမျိုးညံ့ညက်ကြအောင်လုပ်နေတယ်လား ဒီနေ့ကျမတို့တခြားသောတိုင်းရင်းသားတွေစိတ်နာတာမပြောနဲ့ပမာတိုင်းရင်းသားတွေတောင်းနင့်တို့ကိုဘလောက်စိတ်နာတယ်လဲနော်တကြံဆိုလို့ရှိရင်နင့်တို့ဖုန်ကြီးကြောင်းတွေကိုဘုံကျဲတယ်ကိုနဲ့မတူကိုရန်သူဆိုပြီးမှလုံနေကြတယ်ဆိုပြီးမှဒေါ်ခင်ကြီးပေါ့လို့ပေးစားက ြောသွားတဲ့အခါမှာငါနဲ့မတူကိုရန်သူဆိုပြီးမှဘဒူးကလက်ကင်ထားပြီးမှဒီနေ့မြန်မာနိုင်ငံမှာရှိတော့လူမျိုးပေါင်းစုံတိုင်းရင်းသားပေါင်းစုံဘာသာပေါင်းစုံကိုနစ်ကွနေတာဘယ်ခွေးတွေလဲအခုနင်းတို့ကသာဗုဒ္ဓဘာသာလို့ပြောပေမဲ့နင်းတို့တကယ်ပဲဗုဒ္ဓဘာသာလားဗုဒ္ဓဘာသာရဲ့အကျင့်စရိုက်တွေကိုနင်းတို့ကျင့်သုံးနေသလားဥပမာကတော့ငပောက်တွေ မနေ့ကဒရင်နဲ့မှလည်းသူဘာပြောလဲပြီးသူစစ်တေအတွက်လူအပ်တဲ့ဥစ္စာတောင်းပေးဖို့ကငိုရုရဲ့တာဝန်ဖြစ်တယ်တဲ့သူကတော့ရဲ့တာဝန်ဟာပြီးသူစစ်တေထမင်းကနေတဲ့ပြီးသူစစ်တေလက်နက်မရှိဘူးဆိုတာဟာသူ့ရဲ့တာဝန်မဟုတ်ဘူးသူ့ရဲ့တာဝန်ဟာသူကိုကိုွယ်တယ်ဆိုတဲ့ဗုဒ္ဓဘာသာကြီးကိုတရားချဖို့ဖြစ်တယ်သူ့ရဲ့တာဝန်ကအကျန့်ဖက်ကိုလှုပ်ဆောင်နေတော့ပြီးသူစစ်တေရဲ့လူအင်စန္ဒကြီးကို ဟိုစစ်ခွေးတွေကိုပြောပေးဖို့မဟုတ်ဘူးဒါပေမဲ့သူပြောသွားတာဟာပြည်သူစစ်တွေအတွက်လိုအပ်တဲ့အရာကိုတောင်းပေးဖို့အတွက်ကျွန်တော်မှတာဝန်ရှိတယ်လို့သူပြောခဲ့တယ်ဆိုတော့နင့်တို့ခွေးတွေဟာတကယ်ပဲဗုဒ္ဓဘာသာလားဒါမှမဟုတ်လို့ရှင်ဘေးဘာသာကိုမှမချာလို့မတွေးလို့ဒီဗုဒ္ဓဘာသာဆိုတဲ့နာမည်ကိုခံပြီးမှနင့်တို့ဒီနဲ့လှုပ်ရှားနေကြသလားဆိုတော့ကိုစဉ်းစားကြည့်ကြပါ နော်ဒါကြမို့ဒီ NCA ဆိုတာဟာဒီနဲ့လူတိုင်းရင်တာလက်နက်ကင်တွေထဲမှာလုံးဝမရှိတော့ဘူးမြင့်မြတ်မထားပါနော်ကျွန်တော်ရဲ့ channel ကိုနှိမ့်တဲ့ဆိုရင် like and subscribe ပြည့်ခဲ့ဖို့မိကြပါလေနော်